ကပ္ပအမြင့်ဆုံးသတ္တဝါ၄မျိုးနဲ့အာမခန်းမြေနှောင်းရဲ့နောက်ွယ်ကလိုအပ်ချက်များအမြင့်ဆုံးသတ္တဝါအကြောင်းကိုပြောတဲ့အခါကုန်းရေလေးဆိုတဲ့နေရာသုံးခုစလုံးကအမြင့်ဆုံးအကောင်တွေကိုစူးစီးထားပါတယ်။ဘာလို့လဲဆိုတော့တနေရာနဲ့တနေရာမှာအမြင့်ဆုံးကမတူရလို့ပါပဲ။နံပါတ်၁နေရာကသတ္တဝါကတော့အားလုံးထဲမှာအမြင့်ဆုံးသတ္တဝါအဖြစ်သတ်မှတ်ထားခြင်းခံရတာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်စီချင်ပါတယ်။တနအီမိုင်၄၀၀ကျော်မောင်းနိုင်တဲ့ကားတနအီမိုင်၆၀၀ကျော်ပြန်တန်းနိုင်တဲ့ဂျက်လီယာ ီနေ့ခေတ်နီးပညာတွေကမြန်နှုန်းကိုအဆုံးအထိပို့ဆောင်ပေးနေပါတယ်။ဒါပေမဲ့ကားတွေလေရင်တွေမပေါ်ခင်ကတည်းကဒီကဘာပေါ်မှာအမြင်ဆုံးအရှိန်နဲ့လျှက်စီးလို့လှုပ်ရှားနိုင်တဲ့ကဘာဝရဲ့စူပါဟီးရိုးတွေလည်းရှိနေခဲ့ပါတယ်။သူတို့ဟာအသက်ရှင်သန်ဖို့အမဲလိုက်ဖို့ဒါမှမဟုတ်ရန်သူကိုရှောင်တိမ်ဖို့အတွက်အမြင်နှုန်းကိုလက်နက်အဖြစ်အသုံးပြုကြပါတယ်။သူတို့ရဲ့အမြင်နှုန်းကတင့်ကိုအာအာတင်းစီမှာပါ။ နံပါတ်30အာဖရိကတောဆိတ်ဒီတောဆိတ်တွေရဲ့မြန်နှုန်းကိုလေ့လာကြည့်အောင်သူတို့ကတနင်္ဂနွေကိုကီလိုမီတာ80လောက်အထိပြေးနိုင်ပြီးတော့သူတို့ရဲ့အရှိန်ကမြို့တွင်းကမောင်းနေတဲ့ကားတစ်စီးရဲ့အရှိန်နဲ့တူပါတယ်သူတို့ရဲ့အမြန်နှုန်းကအချင်းတင်းနဲ့ကြက်တက်တွေအမဲလိုက်ခံရမှုကိုရှောင်ရှားနိုင်ဖို့အတွက်တဘာဝကတိဆောက်ထားတဲ့အသက်ရှင်သန်မှုရဲ့မြန်နှုန်းမြင့်ဆက်တစ်ခုပါကီလိုမီတာညာနဲ့ခြေတဲ့ခရီးကိုအကြာကြီးအားမလျှော့ပဲပြေးနိုင်စွမ်းရှိပါတယ် ီးတော့အမြင်နှုံးကိုအားပြုပြီးတားရဲတွေရဲ့လက်ကနေအုပ်စုဖွဲ့ပြီးထွက်ပြေးရှင်းသန်နိုင်ကြပါတယ်။နံပါတ်9တောပင်းရင်ချင်းတဲ့ ခြေလေးရောင်းရှိတဲ့အသားစားသတ္တဝါတွေထဲမှာသူတို့ရဲ့မျက်နှုံးမြင့်အရှိန်ကကီလိုမီတာ80လောက်ထိရှိပြီးတောင်းကိုမဲလိုက်ဖို့အတွက်တကယ်ရည်ပါပါတယ်။ရှင်သူတွေကဘာကြောင့်မြင်ရတာလဲဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်ဟာအရှိန်အဟုန်နဲ့ပေါက်ကွဲရကောင်းတဲ့ကြက်သားတွေကိုပိုင်ဆိုင်ထားပါတယ်။အချိန်တိုးအတွင်းအမဲလိုက်ခြင်းတို့အလွန်သုံးဝင်ပါတယ်။ရှင်သူတွေကအုပ်စုဖွဲ့အမဲလိုက်လေးရှိပြီးတော့အရှိန်ကိုခဏလေးပဲထိန်းထားနိုင်လာကြောင်းရှင်သူတွေကပုံအောင်ပြီးတောင်းကိုနာကိုတက်နိုင်မများနေအောင်ချင်းကဲရပါတယ်။ပြီးမှအင်အားအကြီးဆုံးနဲ့အမြန်ဆုံးအရှိန်ကိုထုတ်ပြီးကြိုက်ခဲတိုက်ခိုက်တတ်ကြပါတယ်။ ။နံပါတ်၈ကာတာမြင်းကာတာမြင်းနေရာလူသားတွေမွေးမြူထားတဲ့သတော်အားတွေဖြစ်ပေမဲ့88ကီလိုမီတာထိပြေးနိုင်တဲ့ကမ္ဘာအမြန်ဆုံးမြင်းမျိုးစိတ်ဖြစ်ပါတယ်။သူတို့ရဲ့နံမီအတိုင်းကာတာမိုင်400မီတာလောက်ကိုအချင်းတို့အတွင်းမှာအမြန်ဆုံးပြေးနိုင်ဆုံးလို့သတ်မှတ်ထားခြင်းခံရပါတယ်။ဘာကြောင့်မြင်ရတာလဲဆိုတော့ပောက်ကွဲအားကောင်းတဲ့ခြေတော်ကြွက်တာနဲ့မမောပန်းနိုင်တဲ့ကြီးမားတဲ့အဆုတ်ပမာဏကဒီအရှိန်ကိုဖန်တီးပေးထားပါတယ်။ နမခုနဲ့ Jar Rabbit ဒီယုံမျိုးစိတ်တွေကကမ္ဘာအမြန်ဆုံးယုံမျိုးစိတ်တွေဖြစ်ပြီးတနင်္ဂနွေကို96ကီလိုမီတာလောက်ထိပြေးနိုင်ကြပါတယ်။ဒီကောင်လေးရဲ့အရှိန်က Highway လမ်းမပေါ်ကကားတစ်စီးရဲ့အရှိန်နဲ့ညီပါတယ်။သူတို့ရဲ့အမြန်ဆုံးကအဖမ်းမခံရဖို့အတွက်ပါ။ဒါပေမဲ့ဒီကောင်လေးတွေအားသာချက်ကအမြန်ဆုံးတစ်ခုလည်းမဟုတ်ပါဘူး။သူတို့ရဲ့ခြေထောက်အရှိန်ကြီးတွေနဲ့ဘယ်ညာရုပ်ပြည့်ရဲ့ခုံကူးပြောင်းလဲနိုင်တဲ့ထွက်ပြေးနည်းကတားရဲတွေကိုလွယ်လွယ်လူလူရှောင်တိန်နိုင်နေပါတယ်။ ီယုံတွေကဘာကြောင့်မြင်ရတာလဲဆိုတော့ကြီးမားတဲ့နောက်ခြေတောင်နဲ့အားကောင်းတဲ့နှလုံးတွေကအစဲအမြင့်ကြီးနဲ့အကြာကြီးပြင်းထန်အောင်ပြင်ပြပေးပါတယ်။နံပါတ်6အာဖရိကဒေးအစင်ချောင်းနေရာကိုတော့ကုန်းဘော်ကမာရသွန်အပြည့်သမားဖြစ်တဲ့အာဖရိကဒေရီကရယူထားပါတယ်။သူတို့ရဲ့မျက်နှုံးကလည်းဟိုင်ဝေးလမ်းမပေါ်ကကားစီးရဲ့တနအီမိုင်60ကျော်အချိန်နှုန်းကိုကြာကြီးထိမ့်ပြီးမောင်းနိုင်တဲ့ကားလိုပါပဲ။ ချီတာလို့ခေါ်တဲ့တစ်စ်တွေလို့ပေါက်ကွဲအပင်းနဲ့ဉာဏ်တော့မရှိပေမဲ့သူတို့ဟာကီလိုမီတာအတော်များများကိုဒီအချိန်နဲ့ပြေးနိုင်ပါတယ်။ဘာကြောင့်မြင်ရတာလဲဆိုတော့ကြီးမားတဲ့နှလုံးအဆုတ်နဲ့အသက်ရှူလမ်းကြောင်းစနစ်ကကြွက်သားတွေအတွက်လိုအပ်တဲ့အောက်ဆီဂျင်ကိုလုံလောက်စွာပေးနိုင်တာကြောင့်ပါ။နံပါတ်5 self ငါမြင့်ရှိတယ်။ တော့ fighter ကိုရောက်ရှိလို့လာပါပြီ။ကုန်းနဲ့လေတက်ရေထဲမှာလှုပ်ရှားမှုကပိုခက်ခဲပါတယ်။ဒါပေမဲ့ဒီအကောင်တွေကတော့ရေရဲ့ခုကန်အားကိုတွန်းလှန်ပြီးအချိန်မြင့်ဆုံးကိုရအောင်လုံနိုင်ကြပါတယ်။အဆင့်9နေရာမှာတော့ပင်လေပင်ရဲ့လျှက်စီးလို့တင်စားရမယ့် self fit 5ပါ။ဒီ9ဒီကတနင်္ဂနွေကို130 km အထိကူးကတ်နိုင်ကြတဲ့5မျိုးစိတ်တွေပါ။ သူတို့ရဲ့ကြီးမားတဲ့ကြောစုတော်ကိုအတုံးပြီးပြီးအချိန်မြင့်တရားမနဲ့ရေထဲမှာလှက်ပတ်ကူးခတ်နိုင်စွာကောင်းမှုမှာဘာကြောင့်မြင်ရတာလဲဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်ပုံစံရေရဲ့ဖိအားကိုအ ਨੇ ဆုံးဖြစ်အောင်ဖန်တီးနာတာကြောင့်ပါသူတို့ရဲ့မြင်စံလွန်းလာတဲ့အချိန်ကိုအတုံးပြီးပြီးငါးဥတုကိုအုပ်စုကိုရအောင်မောင်းထုတ်ကစားသုံးကြပါတယ်နံပါတ်၄ချီတာချက်ပြည့် ကုန်းဘောကအမြင့်ဆုံးတရားကဘာဘောမှာကုန်းနေတရားတွေရဲ့အမြင့်ဆုံးပြင်ကချီတာချစ်တဲ့ပါ။ဘာကြောင့်မြင်ရတာလဲဆိုတော့သူတို့ရဲ့ကြောရွာ separate လိုမျိုးကိုယ်ဆန်နိုင်တာကြောင့်တလန်းချင်းမှာပိုးပြီးတော့အရှင်ဟုံရရှိစေပါလေ။သူတို့ရဲ့ခြေသေးတွေကလည်းတင်လို့မရတာကြောင့်ပြီးတဲ့အခါမြေပြင်ကိုခက်ခိုင်မမဆုပ်ကင်ထားနိုင်ပါလေ။တုံညာကနေတနင်္ဂနွေ69ကီလိုမီတာကို3စက္ကန့်အောက်မှာရောက်နိုင်ပါလေ။ဒါပေမဲ့ဒီအရှင်ကိုမနှိုးလောက်ပဲထိန်းထားနိုင်ကြပါတယ်။နံပါတ်3 Black Marlin အမဲရောင်မာလင်က နံပါတ်3ကတော့ရေထဲမှာအမြန်ဆုံးတံတားဖြစ်တဲ့အမဲရောင်မာလင်ကားတွေပဲဖြစ်ပြီးတနင်္ဂနွေကို129ကီလိုမီတာထိရေထဲမှာကူးခတ်နိုင်ကြပါတယ်။သူတို့ရဲ့မျက်နှာအပြင်ကြီးမားပြီးလေခွေးကောင်းတဲ့ကိုယ်ထည်နဲ့ရှည်လျားပြီးထွန်းတက်တဲ့နှုတ်ပြီးဟာရေကိုခွဲထွက်ပြီးအချိန်နဲ့သွာလာနိုင်စီပါလေ။ဘာရောက်မြင်ရတာလဲဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်ဟာရေကူးခတ်မှုစွမ်းရည်ကိုအမြင့်ဆုံးရရှိအောင်ဖန်တီးထားတာကြောင့်ဖြစ်ပါတယ်။နောက်တီးကိုအသုံးပြုပြီးငါးဦးတူကိုလျှက်တပြက်ဝင်ရောက်ခုတ်ပိုင်းကမလုံနိုင်အောင်လုပ်ပြီးမှစားသုံးလေးရှိပါတယ်။နံပါတ်1ရွှေလင်းအောင် အစ်စ်နှစ်မှာတော့လေးတဲမှာအကြီးမားဆုံးအရှိန်နဲ့ပြန်တန်းနိုင်တဲ့စစ်တီတော်ရွှေလင်းရုံပါဒီအရှိန်ကကမ္ဘာအမြင့်ဆုံးကားကြီးရဲ့အရှိန်ထက်တောင်များပါတယ်သူ့ရဲ့ကြီးမားတဲ့အရွယ်အစားနဲ့အားကောင်းတဲ့တောင်ပန်တွေကိုအသုံးပြုပြီးအမြင့်ကြီးကနေအရှိန်အပြင်းဆုံးထိုးစင်းနိုင်ကြပါတယ်အမဲလိုက်ပုံကတော့ကြီးမားတဲ့တားဟုန်တွေကိုအာယုံခံပြီးရုတ်တရက်ထိုးစင်းကသူ့ရဲ့မြင်နှုံးနဲ့အင်အားကိုအသုံးပြုပြီးတော့တားဟုန်ကိုဖမ်းဆုပ်ပါတယ် နံပါတ်1တိုင်းငါကဘာအမြင့်ဆုံးတဲ့ဘွားကတော့ဒီတိုင်းငါအမျိုးစားပါမယ်သူတို့ရဲ့အရှိန်ဟာတနာရီပိုင်း142မိုင်ကျော်ပြန်တန်းနိုင်ပါတယ်ဥပမာပြောရရင်သူတို့ရဲ့အရှိန်ကပြိုင်ကားတစ်စီးကိုမိုးကောင်းကင်ကနေထိုးဆင်းခိုင်းလိုက်သလိုမျိုးပါပဲဘာကြောင့်မြင်ရတာလဲဆိုတော့သူတို့ရဲ့အမြင့်ဆုံးတော့ကပုံမှန်ပြန်တန်းနေချိန်မဟုတ်ဘူးအမင်းလိုက်ရင်ထိုးဆင်းမှုကနေရရှိတာဖြစ်ပါတယ်ရှည်လျားပြီးချွန်တက်တဲ့အတောင်ပိုင်းနဲ့လေခွေးအားကိုအကောင်းဆုံးဖြစ်စေတဲ့ခန္ဓာကိုယ်ပုံစံပြီးတော့အစုတ်သေးကိုလေးတွေအများကြီးဝင်ရောက်နိုင်တဲ့အဖွဲ့စည်းပုံကတော့ဒီလိုမယုံကြည်နိုင်တဲ့အရှိန်ကို ဖန်တီးပေးပါတယ်ထိုးစင်းနေချိန်မှာမျက်လုံးကိုကာကွယ်ဖို့အတွက်မျက်ခုံအပားကအလိုလျောက်ကာထားပေးပါတယ်မင်းလိုက်ပုံကတော့မူးပေါ်ကနေအရှိန်နဲ့ထိုးစင်းလာပြီးတားကောင်ရဲ့ခန္ဓာကိုယ်ကိုအရှိန်အဟုန်နဲ့တိုက်ခိုက်ကဖမ်းဆုပ်ပါတယ်ဒီအရှိန်ကြောက်ပဲတားကောင်ကချက်ချင်းတည်လေးသွားနိုင်ပါတယ်တခါတလေတားကောင်တွေကိုယ်တိုင်ကသူတို့ပေးဆုံးသွားကြမှန်းတော့မသိလိုက်အောင်ပဲမြန်ဆန်လွန်းလာပါတယ် တိုင်းငါရဲ့မူးဘောကနေထိုးစင်းမှုချီတာတဲ့ရဲ့မီးဘီမောကပေါက်ွယ်အားမင်းရောမားလေးငါရဲ့ရေအောက်ကလျက်စီးအရှိန်စရာတွေကဘာဝရဲ့အမခန်းလဲရတွေပါပဲကဘာအမြန်ဆုံးတံတားစေးမျိုးကိုချီပြီးတဲ့အခါမှာဘယ်တံတားမှအကြောင်းမဲ့မြန်နေတာမဟုတ်ကြောင်းကိုတွေ့ရပါလိမ့်မယ်။ဘာကြောင့်မြန်ရတာလဲဆိုတော့ကိုဗတိထားမိကြလား။အာဖရိကဒေယလူမျိုးအကောင့်နဲ့အတွက်အမြန်တော့ကတာရဲတရိစံတွေရဲ့လက်ကနေလွမြောက်ဖို့ဖြစ်ပါလေ။ချီတာနဲ့တိုင်းငါတွေအတွက်အမြန်တော့ကတော့ဖန်ဆုပ်ကုတ်ခဲနိုင်တဲ့လက်နက်ဖြစ်ပါလေ။ ူတို့ရဲ့ခနာကိုဖွဲ့စည်းပုံအတော်မှန်စနစ်ကြွသားနဲ့အသက်ရှူစနစ်တွေဟာနှစ်သန်းပေါင်းများစွာငနုံးအတွက်တည်တံ့ပြောင်းလဲလာတာဖြစ်ပါတယ်ဒီတော်ဝါတွေကကျွန်တော်တို့ကိုသင်ခန်းစာပေးနေတာကတော့အချိန်ကိုဘယ်လိုထိန်းချုပ်ပြီးဘယ်လိုနေရာမှာအတုံးချရမလဲဆိုတာပါပဲချီတာတိတ်တူကမောပန်းလွှဲတာကြောင့်လိုအပ်တဲ့အချိန်မှသာစွမ်းကုန်ပြေးကြပါတယ်တိတ်ငန့်တွေကလည်းဒီတိုင်းပါပဲဒီဗီဒီယိုကိုကြည့်ပြီးတဲ့နောက်မှာတော့သဘာဝတရားကြီးကဘယ်လောက်အံ့ဩစရာကောင်းပြီးဘယ်လောက်နှင်းမြတ်တဲ့တော်ဝါတွေခန့်တီထားနိုင်လဲဆိုတာကိုမြင်ရမှာပါပဲ ူတွေကကားလေးနဲ့အမျက်နှုံးတွေကိုဖန်တီးနေရချိန်မှာဒီတတော်တွေကတော့သဘာဝရဲ့အစွမ်းအစနဲ့လေးကိုခွင်းရေးကိုဖြတ်ပြီးသူတို့ရဲ့ဘဝကိုအချိန်အပြည့်ဆုံးနဲ့ရှင်သန်နေရပါတယ်လူသားတွေရဲ့ဤပညာတွေကတော့ဒီအချိန်တွေကိုတူပဖို့ကြိုးစားနေရဆဲဖြစ်ပါတယ်အခုလိုအာအာတင်းစရာတတော်အကြောင်းတွေကိုတီးပြီးသွားပြီးဆိုတော့ဒီအထက်ကဘယ်တတော်ရဲ့မျက်နှုံးကအကောင်းဆုံးလို့ထင်မြင်မိပါသလဲဒီနေ့တော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးမှာထပ်ပြပါမယ်